ထိုင်းနိုင်ငံချင်းမိုင်မြို့မှာမြမအမျိုးသားတအူဟာအရက်မူပြီးလမ်းပြောင်းပြန့်မောင်းကကာနယ်ဆိုင်ကယ်တွေကိုတိုက်မိတဲ့အပြင်ကားမှန်းကိုဖွင့်ပြီးရိုင်းဆိုင်စွာပတ်ဝန်းကျင်ကလူတွေကိုအော်ဟစ်ဆဲဆိုခဲ့ပါတယ်ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့12ရက်နေ့ည7:00နာရီအချိန်လောက်မှာထိုင်းနိုင်ငံချင်းမိုင်မြို့မှာအသက်45နှစ်အရွယ်မြန်မာအမျိုးသားတဦးဟာအယက်မူပြီးလမ်းမြောင်းမြန်ကားမောင်းတဲ့အပြင်လမ်းမတော်နေတဲ့ဆိုင်ကယ်တွေကို တိုက်မိခဲ့ပြီး ကားမှန်းကိုဖွင့်ကပတ်ဝန်းကျင်ကလူတွေကိုအော်ဟစ်စေဆူခဲ့ပါတယ်။ ကားရဲ့အနေထားကတော့လမ်းထဲမှာဟိုတိုက်တီတိုက်ရှောက်တိုက်နေခဲ့တာကြောင့်ကားအရှိအနောက်ဟာပိန်ချိုင်းနေခဲ့ပါတယ်။နောက်ပြီးကားကိုအချိန်မြင့်စွာမောင်းပြီးဗရိတ်ကိုစောင့်နေတာကြောင့်လမ်းထဲမှာဆိုရင်လေကားမောင်းတဲ့အတန်နဲ့ဗရိတ်အုပ်တန်းဟာဆူညံနေခဲ့ပါတယ်။အဒီဖြစ်စဉ်ဖြစ်သွားတာကတော့ချင်းမိုက်မျိုးချမ်းဖွဲ့ရက်ကွက်ရဲ့လမ်းစုံတစ်ခုမှဖြစ်ပြီးအဒီအချိန်ကိုတွေ့ရှိခဲ့တဲ့ထိုင်းအမျိုးသားတအူမှဗီဒီယိုမှတ်တမ်းသက်သေအဖြစ်ရယူထားကထိုင်းသတင်းဌာနကိုပြောပြတာကအဒီအချိန်ကမြန်မာအမျိုးသားဟာအင်စည်းကားအဖြူရောင်နဲ့အရက်မူပြီးကားလမ်းပေါ်မှာ လမ်းမြောင်းပြန်မောင်းကဆိုင်ကယ်နဲ့လာနေသူတူအူကိုတိုက်မိခဲ့တယ်။ဆိုင်ကယ်သမားကရှောင်းလို့ခင်ခဲ့တာကြောင့်ဘာမှတော့မဖြစ်လိုက်ဘူး။နောက်ပြီးကားမောင်းလာတဲ့အမျိုးသားဟာမှန်တကားကိုဖွင့်ပြီးရိုင်းဆိုင်စွာအော်ဟစ်ဆဲဆိုတဲ့အတန်ကိုလည်းကြားလိုက်တယ်။ပြီးသွားတော့သူကားကိုပြန်ကွေပြီးဆိုင်ကယ်နဲ့တိုက်မိမလို့ဖြစ်တုံကအတိုင်းကားကိုအချိန်နဲ့မောင်းလာပြီးဗရိတ်ကိုစောင့်နေခဲ့တယ်လို့မျက်မြင်သက်သေဖြစ်သူထိုင်းအမျိုးသားတူမှထိုင်းသတင်းဌာနကိုပြောပြပါဗါး။ဒီလိုနဲ့အဲ့ဒီညတနာကြီးခွဲအချိန်လောက်မှတော့ချင်းမိုက်မျိုးချမ်းဖွဲ့ရဲ့ရက်ွက်ရေစကန်ကိုအမျိုးသားတူဟာအယံ မူပြီးလမ်းဘေးမှကွေးတီးယိုဝယ်စားနေသူတဦးရဲဆိုင်ကယ်ကိုတိုက်မိခဲ့တယ်လို့တိုင်ကြားလာတာကြောင့်ထန်းရဲတပ်ဖွဲ့မှယင်းတိုက်မှုဖြစ်ခဲ့တဲ့နေရာကိုလိုက်သွားပြီးအရက်မူပြီးကားနဲ့ရှောက်တိုင်းနေတဲ့မြန်မာအမျိုးသားကိုဖမ်းဆီးကာဥပဒေအတိုင်းအရေးယူမှုပြုလုပ်သွားခဲ့ပါတယ်။